ငလင်ပေးတဲ့ပြည်သူတွေအတွက်ဘလုံးရှာပုံငွေပွဲကျင်းပကကူညီပေးနေတဲ့တရုတ်ဆောင်ဒူထူးဆန်နဲ့မဟိန်ပြည်သက်ကြီးငလင်ရဲ့နောက်ဆက်တွဲထိခိုက်မှုတွေဟာလူပေါင်းများစွာခန်းစားခဲ့ကြရတာဖြစ်ပါတယ် ဒီလိုပဲကြီးမားတဲ့ငလင်ကြီးလှုပ်ခတ်ပြီးရင်ငလင်ငယ်လေးတွေကတော့ဇက်တိုက်ဆိုသလိုလှုပ်ခတ်နေတာဖြစ်ပါတယ်။ငလင်ပေးတဲ့ပြည်သူများနဲ့အသက်အိုးအိမ်တွေကိုစွန့်ခွာသွားကြတဲ့သူများတွေအမှုပညာရှင်တွေနဲ့ပရိုက်တာသမားတွေဟာကုညီကဲဆေးရင်မှာအာတော်ခွန်ဆိုင်ပြုလုပ်ပေးခဲ့ကြတာပါ။အချို့ဆိုရင်တော့သူတို့တနိုင်နဲ့အလူခံပေးတာကိုသူတို့ကိုယ်တိုင်ကိုယ်ကျလူပေးတာရှိပါတယ်။ဒီထဲမှာမှမင်းသားသူတို့ဆန်နဲ့ခြားသောမင်းသားတွေဟာဖိတ်ခေါ်ဘလုံးပွဲကျင်းပပြီးတော့ငလင်ပေးတဲ့ပြည်သူများတွေလူတန်းမှုပြုလုပ်သွားမယ်လို့ဆိုပါတယ်။မင်းသားသူတို့ဆန်နဲ့တရုတ်ဆောင်မ င်းတို့တငယ်ချင်းတွေဟာမင်းသားအရန်လူရှင်တော်ဟာသားတယုတ်ဆောင်သူတို့ကိုဖိတ်ခေါ်ပြီးတော့ဘလုံးအားစားရန်ရှမ်ပုံငွေပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။တယုတ်ဆောင်သူတို့ဆန်တဲ့မဟင်းတို့ဟာရုပ်ရှင်စီယုံကနေဦးစီးပြီးတော့တယုတ်ဆောင်တွေကြီးဖိတ်ခေါ်လို့လာရောက်ကံပေးတာဖြစ်ပါတယ်။ငလင်တွေအလူခံကံပေးတာဆိုတော့ပီတိဖြစ်မိပါတယ်။သူတို့ဟာအရင်ရေပေးအလူတုံးကလိုပဲ ဘကူအောစတာအသင်းနဲ့ရမုံငွေပွဲလာကန့်ပေးပြီးတော့အနိုင်ရတဲ့အသင်းကိုလည်းစုချမီနောက်ပြီးတော့ဒီပွဲတွေပါဝင်လူတန်းကြတဲ့သူတွေကိုလည်းမှတ်တမ်းလေးတွေပေးမှဖြစ်ပါတယ်။တရုတ်ဆောင်မဟင်းကလည်းငလင်းစားဖြစ်တုံးကစကိုင်းမှာရှိတဲ့နေရာတွေကိုတွားရပြီးတော့လူတန်းမှုတွေပြုလုပ်ပြီးခဲ့ပြီးတော့အခုဘောလုံးပွဲမှာလည်းငွေစဲသိန်းကိုသူတအူးတွေကနေကူညီထားတာရှိပါတယ်။နောက်တဲ့ညီကိုတရုတ်ဆောင်တွေနဲ့အခြားသောဖွဲ့စည်းတွေရဲ့အလူငွေတွေကတော့မတိသေးတော့မဖို့တိုင်သေးတာလို့ပြောပြထားခဲ့တာဖြစ်ပါတယ်။နောက်စချာနေ့လောက်ကြာရင်တော့ ပေါင်းတင်မျိုးနဲ့ကလေးကိုတရုတ်ဆောင်ခင်လိုင်းတို့ဖွဲ့နဲ့တွားရောက်လူတန်းသွားအောင်မှာဖြစ်တယ်လို့ပြောပါရီကိုရင်ကိုကြတောက်ရည်အတင်းစားစားစားတွေနဲ့ထားခင်တဲ့ပါမောင်လေးတွေလည်းတဲသွားမှာပါဒီဘောလုံးပွဲရဲ့ရံပုံငွေကတော့ပွဲမလာခင်ကိုလမ်းမှာအသိအချီနေပါပြီပွဲမကင်ရသေးပဲဒီလောက်ထိလူတန်းကြားလိုက်မယ်လို့မထင်ထားပါဘူးတကယ်လည်းကြည်နူးမိပါတယ်လို့ပြောဆိုထားပါရီ ူတူဆန်နိုဟာဒီယမ်ဘုံငွေပွဲကြီးမတိုင်ခင်မှာသခိုင်းနဲ့အင်းဝါဘက်ကိုကုညီကဲဆေးရေးသွားခဲ့ပြီးဘာပုံမှလည်းမရိုက်နိုင်ခဲ့တယ်လို့စိတ်ထဲလေးမကောင်းပါဘူး။အသက်ဆုံးပါသွားကြတာတွေအများကြီးဆိုတော့ကွင်လွန်သွားတဲ့သူတွေကတော့အေးချမ်းသွားမယ်လို့ထင်နေ။ကြံခဲ့တဲ့သူတွေကတော့ယူယုံတွေပေါ်လို့စိတ်မကောင်းစွာပြောဆိုထားပါရီ။ဟုတ်ပါရီ။ထားခဲ့တဲ့သူနဲ့ကြံခဲ့သူကဘသူပေါ်နာခြင်းရလဲမင်းရင်ကြံခဲ့တဲ့သူဖြစ်ပါရီ။ ငလင်ကြောင့်အိုမဲအိမဲကလည်းဖြစ်သေးတယ်။သာသမီဇနီးယောက်ျားမိသားစုအကုန်လုံးဆုံရှုံရတဲ့သူတွေရဲ့အပူမီးတွေဟာဒီနေ့ချိန်ရောက်တိုင်းမှာတစစ်စစ်နာနေမှာတော့အမှန်ပါပဲနော်။ဒါရီဟာကိုချင်းစာတရားရှိသူမှနားလည်မှာဆိုတော့လေပြစ်တင်ဝေဖန်ရမယ့်ချိန်မဟုတ်ပါဘူးနော်။ ဒီလိုနုပညာရှင်တွေရေသူတို့တက်နိုင်တဲ့ဘက်ကကိုညီပြီးရံမုံငွေပွဲလေးလုပ်ပေးတာကိုကျေးဇူးတင်ပါတယ်။ငလင်တန်တဲ့ပြည်သူတွေအစားလဲတာတို့ချင်းချင်းခေါ်ဆိုလိုက်ရှာပါတယ်နော်။မင်းသားသူစုဆန်နဲ့မဟိန်းတို့ကလည်းသူတို့ရဲ့ရံငုံငွေဖွဲ့ဟာဘလို့ဖွဲ့စီကကိုဘလာခေါ်ခေါ်လိုက်ကူပေးမှာပါ။ဘသူလာခေါ်ခေါ်ကြောသားရှင်သားမခွဲကြ။ဘာသာတရားမခွဲကြဘဲနဲ့ကိုညီကယ်ဆယ်ဖို့ဝင်လေးနေမှာမဟုတ်ပါဘူး။နာကင်းနဲ့မို့ခါလိုက်မုံတိုင်းကလည်းဒီလိုပဲပါဝင်ကူညီဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်ကြိုက်တယ်လို့အသုံးပြုနိုင်တဲ့အစင်းသစ်မှာပဲလို့ပြောပြခဲ့တာဖြစ်ပါတယ်။ ်ဒီတော့ပြည်သက်ကြီးငနေပေးတဲ့ပြည်သူများအတွက်ဘလုံးရှံပုံငွေပွဲပြုလုပ်ပြီးတော့ကုညီပေးနေတဲ့မင်းသားတထူးဆန်ပေါ်မှာမှတ်ချက်လေးတွေလည်းပေးခဲ့ပေးပါအောင်ရှင်